မင်္ဂလာပါရှင်ရန်ကုန်ခေတ္တ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ကြက်သိန်းတထောင်ထက်ရွှေရောင်းဝယ်လုံးစေကောင်စီတန်သတင်းပို့ရမယ်လို့ရန်ကုန်တိုင်းရွှေလုံးငန်းရှင်တင်ကထုတ်ပြန်။ကြက်သိန်းတထောင်ထက်ရွှေရောင်းဝယ်လုံးစေကောင်စီရဲ့ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ကိုသတင်းပို့ရမယ်လို့ရန်ကုန်တိုင်းရွှေလုံးငန်းရှင်များအသင်း YGEA ကထုတ်ပြန်တဲ့ဒါအပြင်ကြက်သိန်း200ကျော်ရဲ့ရွှေဝယ်တာရောင်းတာမှာပဟုဘဏ်ကသတ်မှတ်တဲ့ online ငွေပေးချေမှု MMQR စနစ်နဲ့ပေးချေဖို့လဲနိုဝင်ဘာလ20ရက်နေ့ထုတ်ပြန်စာမှာပေါ်ပြတယ်။အဲဒီသတင်းပို့ရမယ့်ရဲ့ ငွေကြေးလွှဲပြောင်းမဲ့လုပ်ငန်းစဉ်တွေကိုကောင်ထွေဖွားမဲ့အရာရှိကိုရွှေဆိုင်ရွှေတန်းစင်လုပ်ငန်းနဲ့ရွှေပရိန်လုပ်ငန်းလုပ်ကိုင်းသူတွေကခန့်အပ်ဖို့နဲ့ခန့်အပ်ထားတဲ့ထောက်ထားတွေကိုရွှေဆိုင်မှာထားမယ်လို့ဆိုရယ်။တရစ်ချင်းကျက်နေရပထမကလုပ်ငန်းလိုင်စင်လျှောက်ခိုင်းတဲ့ရွှေဆိုင်နေရာတိကျပေးရတဲ့ခုကဆိုင်နဲ့ရောင်းဝယ်စဉ်ကိုပါတရင်ပွားမဲ့ကိစ္စ။ဒါရီအလုံးကငွေကြေးစီးဆင်းမှုထိန်းချုပ်ဖို့ပဲတကယ်နဲ့ရွှေတင်ဥက္ကဋ္ဌဦးမြင့်ကိုတိုင်ရောစကားစညွှန်ကြားတာအကုန်လုံးလုပ်နိုင်လားဆိုတော့မလုပ်နိုင်ပါဘူး။ နေ့စဉ်လဆင်အရောင်းဝယ်စင်းနဲ့လကြံစင်းရင်ချုပ်တွေကိုသက်ဆိုင်အစီအစဉ်အဖွဲ့ထံလဆင်လ15ရက်တွင်မပြတ်မကွက်တင်ပြမယ်လို့ YG ရေးကတည်ပေးတယ်ရွှေစင်းမတီမငိမ့်စေဖို့ရွယ်စက်နဲ့ဒူလောင်နာရောင်းဝယ်တာဝယ်ယူတာမပြုလုပ်ဖို့နဲ့ရွှေစံကကန်ဆယ်မဲ့ပေးတဲ့နီလန်နေမလောက်လို့ညွှန်ကြားချက်မှတွေ့ရပါတယ်။လက်ရောက်ရွှေလွှဲပြောင်းခြင်းနဲ့ခွင့်ပြုထားတဲ့လက်ဝယ်ရောင်းနည်းတွေကလည်းကြိုရောင်းကြိုဝယ်ရောင်းချပြန်မလုပ်ဖို့ပေါ်ပြတယ်။ YGA ကသတ်မှတ်တဲ့ရွှေအင်းညွန့်စင်းနဲ့အရာဝတ်ပြုလုပ်ဖို့သတ်မှတ်ထားပေမဲ့ရွှေဆိုင်နေနဲ့ပြင်ပရွှေဈေးကွက်မှာတော့ကွဲလဲနေစေဖြစ်ပြီးအဓိကကတော့စစ်ကောင်စီရဲ့ဗဟိုဘဏ်ကသတ်မှတ်တဲ့နိုင်ငံခြားငွေလဲနှုန်းနဲ့သာ YGA ကနေစဉ်ရွှေဈေးကိုသတ်မှတ်နေတာဖြစ်ပြီးဒီကနေ့နိုဝင်ဘာ30ရက်မှာ16ပိတ်တစ်ချက်သာအရာဆိုရင်တော့ရွှေဈေးကရွှေတစ်ချက်သာ59သိန်း 8000ကျပ်ပဲဖြစ်တယ်။ဒါအပြင်ပြင်ပရွှေဈေးကွက်နဲ့ရွှေဆိုင်တွေမှာ16ပိတ်တစ်ကျပ်သာ86သိန်းဝန်းကျင်ရှိပြီး15ပိတ်တစ်ကျပ်သာ83သိန်းရှိတယ်လို့သိရတယ်။ဒီကနေ့နိုင်ငံခြားငွေလွှဲနှုန်းတွေရအမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ4000ဝန်းကျင်ရှိတယ်။ပြည်ရင်းရွှေချိန်တရာမှာကျပ်ပဲမှုရွှေကိုသုံးပြုပြီးတစ်ကျပ်သာမှာ3920အောင်စာရှိတယ်။ပြည်ရင်းရွှေရောင်းသူတွေကနေ့စဉ်ရွှေပေါက်ဈေးကိုကမ္ဘာရွှေဈေးနှုန်းတဒေါ်လာငွေနှုန်းတညသမ925နဲ့တွက်ချက်ကြပါတယ်ဆက်လက်ပြီးချင်းပြည်ဒိုးစင်နှစ်ဖက်တိကိုက်မှုရှိ CDS စီရင်ထုတ်ပြန် ချင်းပြည်နယ်တင်စစ်ကောင်စီတပ်ကထိုးစစ်ဆင်လာလို့ချင်းပြည်တော်လည်းအင်အားစုအနေနဲ့အကြိမ်ကြိမ်ခုခံတော်လှန်ခဲ့ရမှာတိုက်ပွဲတွေစစ်ကောင်စီတပ်ကအားရှိပါဝင်အများအပြားကိုချိန်မုံနိုင်ခဲ့တယ်လို့တော်လှန်ရေးဘော်တွေဘက်ကလည်းကြာဆုံးထိခိုက်မှုရှိခဲ့ကြောင်းချင်းဒေသကာကွယ်ရေးတပ်တပ်ဖွဲ့ CDS စီရင်ကဒီကနေ့နိုဝင်ဘာ30မှာထုတ်ပြန်သိပေးတယ်စေကောင်စီတပ်ကချင်းပြည်နယ်မြောက်ပိုင်းတိတိမျိုးဘက်ကို OTV 2025မေလနဲ့အောက်တိုဘာလကုန်ပိုင်းမှာထိုးစစ်ဆင်လာခြင်းတွေကိုအသိပေးထားဖြစ်တဲ့ မေလာကနေဩဂုတ်လအတွင်းမှာဇဂိုင်းနိုင်ကလေးမျိုးကနေစစ်ကြောင်းထွက်လာအင်အားရှိရာထံမှနေတဲ့စစ်ကောင်စီတပ်ကိုချင်းပြည်တပ်ပေါင်းစုနဲ့စစ်ဒေသတင်မဟာမိတ်အင်အားတွေကအပြန်အလှန်ကုကံကာကွယ်ရာစစ်ကောင်စီကလက်နက်ခဲအချို့ကိုတင်ရခဲ့ပါတယ်။အဲဒီတိုက်ပွဲမှာရဲဘော်စနေဦးကြဆောင်ကတချို့တရားရခဲ့လို့အသိပေးတယ်။စစ်ကောင်စီတပ်ကချင်းပြည်နယ်မြောက်ပိုင်းတိရိမျိုးဘက်ကိုဦးတည်ပြီး 2025မေလနဲ့အောက်တိုဘာလကုန်ပိုင်းတွင်မှထိုးစစ်စင်နာကျင်းတွေကိုအသိပေးအားဖြစ်တဲ့မေလကနေဩဂုတ်လအတွင်းမှာသကိုင်းနိုင်ကလင်းမြို့ကစစ်ကြောင်းဒေါ်လာအင်အားရှိရာတပ်မတွေစစ်ကောင်စီတပ်ကိုချင်းပြတဲ့ပေါင်းစုနဲ့စစ်တေတာတင်မှာမိတ်အင်အားတွေကအပြန်လဲကုကံကာကွယ်ခဲ့ရစစ်ကောင်စီတပ်နဲ့ကန်ချိုသိမ်းရခဲ့ပါတယ်။အဲဒီတိုက်ပွဲမှာရဲဘော်နဲ့အကြဆုံးကတချို့တရားရခဲ့တယ်။ဒါပေမဲ့စစ်ကောင်စီတပ်အပိသက်ဆုတ်ခွာသွားမှရှိပဲချင်းပြနယ်ဝင်ငါးမိုင်ခန့်တနေရာမှာတက်စကန်ထိုင်ကြကအင်အားဖြစ်တင်ခဲ့လို့ဆိုတဲ့ဒါအပြင်အော်တိုဘာလကုန်ပိုင်းကစပြီးတိတိမျိုးပေါ်လေးကြောင်းနဲ့ဆင်အားအများကြီးအကြိမ်ကြိမ်ဖြစ်တင်ခဲ့လို့သိပေးတယ်။ နိုဝင်ဘာလဆန်မှာချင်းပြည်နယ်ဝင်းခိုင်ကန်းဘက်ကနေတိုင်းငယ်ဘက်ကိုဦးတည်ပြီးစစ်ကြောင်းတစ်ကြောင်းထုတ်စစ်ဆင်ခဲ့ပြီးနောက်ရက်နေ့ငယ်မှာတိတိမျိုးကနေတိုင်းငင်းဒေသဘက်ကိုနောက်ထပ်စစ်ကြောင်းတစ်ကြောင်းကလေးတောင်ပိုင်းကနေဝေပူလာဖလန်မျိုးဘက်ကိုဦးတည်ပြီးစစ်ကြောင်းတကြောင်ထပ်မံထိုးစစ်ဆင်လာခဲ့လို့စီတဲ့စင်ကထုတ်ပြန်နေ။အဲဒီလိုချင်းပြည်ဝင်နေရာဆောင်ကနေထိုးစစ်ဆင်လာလို့ချင်းပြည်တပ်ပေါင်းစုအနေနဲ့စုဖွဲ့ပြီးခုခံတော်လှန်မှုအခက်အခဲရှိလာလို့ကိုနေရာကိုဖွဲ့စည်းတည်တည်နေတာခုခံတော်လှန်ခဲ့ကြရင်အများမများတာပဲတဖြည်းဖြည်းနဲ့ပြည်သူ့ဘက်တော်သားတွေအတင်းချုံနေရာတွေကိုပြန်လည်လက်လွတ်ခဲ့ရကြောင်းသိပေးတယ်။ တိုက်ပွဲအတွင်းတိုင်းရင်းဒေသဘက်ကိုဦးတည်စစ်ထိုးလာတဲ့စစ်ကြောင်းတွေကပြွာမူလာမျိုးထုံးတဲ့အရာရှိပအဝင်စစ်ကောင်စီတပ်ဖွဲ့အများပြားကိုခုခံချေမုန်းနိုင်ခဲ့ပေမဲ့ချင်းပြည်ချင်းလက်အင်အားစုဘက်ကလည်းရဲဘော်ခုနှစ်ဦးကြာဆုံးခဲ့ရလို့ထုတ်ပြန်တယ်။ လရှိချိန်ဒီဒေါ်လာရေးပေါ်အကျုံးတစုံတရားဖြစ်စေခြင်းကရှင်ရွယ်ပြီးတော့ဒေါ်လာရေးပေါ်အားလုံးပေါ်ဒေါ်လာရေးသစ္စာအမှန်ထားရှိကစစ်ကောင်စီတပ်တွေကိုကိုစက်ညံဆန်းရှိသမျှမချွတ်မချန်ပဲအသက်စရေဆက်လန်ခုခံဒေါ်လာနေကြောင်းစီတက်စင်ကအတိပေးတယ်။ကြာဆုံးရေးပေါ်ရဲ့မိသားစုနဲ့တကွထပ်တူထမြဝမ်းနဲ့ကြောင်းဖော်ပြခဲ့ပြီးခီးဆုံနိုင်ဆက်လက်တိုက်ပွဲဝင်သားမျိုးဖြစ်ကြောင်းလည်းစီတက်စင်ကထုတ်ပြန်ပါတယ်။ စီရီယက်စင်ဟာချင်းပြည်ကောင်စီဖွဲ့ဝင်ဒေသကာကွယ်တပ်ဖြစ်တဲ့ချင်းပြည်ကိုထိုးစစ်ဆင်လိုက်စစ်ကောင်စီတပ်ကိုတိတိမ်ဖလန်ခလီကံကောမြေနယ်မှာခုခံတိုက်ခိုက်ရစစ်ကောင်စီတပ်က150ခန့်သေဆုံးကြောင်းချင်းပြည်ကောင်စီကာကွယ်ဌာနတိုက်ပွဲသတင်းများသိရတယ်အလားတူစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတဲ့ချင်းကြီးနောက်ဖွဲ့ကလည်းစစ်ကောင်စီတပ်ရာယီဆုတ်ခွာပေးရအတိတိမ်မျိုးနဲ့ကနေဒီတောင်ကိုပြန်လည်သိမ့်ပိုင်နိုင်ကြောင်းနိုဝင်ဘာ16ရက်ကကြေညာခဲ့သလိုအတိတိမ်မျိုးဝင်စစ်ကောင်စီဂိတ်ကိုလည်းနိုဝင်ဘာ29ရက်နေ့မှာသိမ့်ပိုင်နိုင်ခဲ့ကြောင်း ချင်းချင်းတော်ဖွင့်ဝင် PDF ဆိုလန်းကထုတ်ပြန်တဲ့စေကောင်စီတပ်ဖွဲ့ချုပ်ဖမ်းမိခဲ့တယ်လို့လက်နက်ခဲအနေနဲ့ဖမ်းရခဲ့ကြောင်းသိပေးတယ်စေကောင်စီတရားချင်းပြည်နယ်မှာသူတို့လက်လွတ်ဆုံးရှုံးထားတဲ့အနေမျိုးတွေပြန်ထိန်ချုပ်နိုင်မှုထိုးစစ်ဆင်နွှဲဖြစ်ပြီးချင်းပြည်နယ်တောင်ပိုင်းမှာလည်းချင်းမကွေးစက်ဒေသတွေမှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပါတယ် ဆက်လက်ပြီးမော်ရမန်လေးလမ်းပေါ်ကစစ်ကောင်စီတပ်စခန်းနဲ့စစ်စေးဂိတ်ကိုတော်လေးတော်တွေတိုက်ခိုက်စကိုင်းနိုင်မော်ရမန်လေးလမ်းပိုင်းပေါ်ကခီးသွွားပြည်သူတွေကိုငွေတောင်းခံတဲ့စစ်ကောင်စီတပ်အထိုင်စခန်းနဲ့စစ်စေးဂိတ်ကိုတော်ရဲစတိုက် drone နဲ့ပုံချတိုက်ခိုက်ခဲ့ကြောင်းမြောက် drone 4 MDA drone တင်ရဲ့ tin 2တောင်းခံကပြောရဲနိုမ26နေ့နေ့လယ်နှစ်နာရီခွဲကမြင်းမှုမျိုးနဲ့အလကပရကိုစုဖျားနီကဂိတ်ကိုပုံသိနှလုံးကျဲကြတိုက်ခိုက်ရဂိတ်ပံကပေးကြောက်ပကွဲခဲ့ကြောင်း မြောက်ဒရုန်း 4MDF ကထုတ်ပြန်တဲ့နိုဝင်ဘာ29ရက်နေ့ညနေ3:15မိနစ်ခန့်ကလည်းကိုစုဖျားကုန်းပေါ်ဂိတ်ဘန်ကာကိုပုံသီလေးလုံးထပ်မံကျေချတိုက်ခိုက်ရာစစ်သား၃ပြည်ထောင်တရားရရှိခဲ့ပါတယ်။နိုဝင်ဘာ20ရက်နေ့ညနေ9:00ခန့်ကလည်းမြို့မှုမြို့နယ်မြောင်လန်းခွဲရှိစစ်ကောင်စီထိုင်းချစကန်နေဂိတ်ကိုပုံသီလေးလုံးကျေချတိုက်ခိုက်ရာမှာစကန်တွေကြောင့်ပောက်ကွဲခဲ့ကြောင်းမြောင်ဒရုန်း 4MDF ကတိပေးတဲ့တိုက်ခိုက်ခံရတဲ့စခန်းနဲ့ကြာခီးသွားပြည်သူတွေကိုနေ့စဉ်စစ်စစ်ငွေညှိလေးရှိပြီးဆိုင်ကယ်နှစ်ယောက်ပိုစီးလာရင်လည်း PDF ဆိုပြီးလိုက်ပစ်တယ်လို့ထပ်ပါတောင်းကပြောတယ်။ဒါပြန်လည်းကပ္ပရွာတွေကပြည်သူတွေကိုလည်းဖန်စီရိုင်းနဲ့လေးရွှေပြီးအနီးဝင်းကျင်ရွာတွေကိုလက်နက်ချင်းနဲ့ပစ်ခတ်လေးရွှေလို့ဒေသခံတွေစီကနေသိရတယ်။အဲဒီတိုက်ခိုက်မှုကိုအမြောင် drone 4 MDF နဲ့မြို့မှုမျိုးနဲ့ပါကပ္ပအေယာမွေပွေး NZN Justice Warrior တပ်ဖွဲ့ Revolutionary Effort ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ညမနစက်ချမနက်ကလည်းမော်ရမဲလေးလမ်းပိုင်းမော်ရနဲ့ချောင်းမြို့နယ်ကြားကစီဆိုင်ဒီဇိုင်းဒီမှာခီးတဲ့ရေစီကနေငွေကြေးအထက်ကောက်ခံတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဆလပီရွှေကုတ်ကိုရှိဆောက်တရားကျော်ကိုစစ်ကောင်စီချိန်ပိတ်ရွှေကုတ်ကိုနေမြေတွင်အွန်လိုင်းလိမ်လည်မှုနဲ့လောင်းကစားမှုလုပ်ငန်းနှင့်ဆောင်ရွက်ရမှာတုံ့ပြုခဲ့တဲ့တရားမဝင်ဆောက်တရားကျော်ကိုတိတ်စီချိန်ပိတ်လိုက်တယ်လို့စစ်ကောင်စီကနိုင်မ20ခွန်းနှင့်တရင်ထုတ်ပြန်တယ်။အွန်လိုင်းလိမ်လည်မှုနဲ့လောင်းကစားမှုလုပ်ငန်းနဲ့နေမြေကျော်နဲ့ကင်းနေကြဆောင်တဲ့ထိန်းချုပ်ထားရွှေကုတ်ကိုမြို့တွေကိုနိုင်မ16ရက်နေ့မှာစစ်ကောင်စီတပ်ကဝင်ရောက်စီနေခဲ့ပြီးကြားဖြတ်လုပ်ကိုင်နေသူတွေအများပြားနဲ့ကြားဖြတ်လုပ်ငန်းတို့ပစ္စည်းအများပြားလည်းတိမ်းဆည်းရရှိခဲ့တယ်။ နေရတာဆက်ဆက်မှုတွေရှိကုတ်ကိုမှတရားမဝင်စာအုပ်135လုံးတွေ့ရှိရပြီးပြည်လဲတုံ့ပြန်မှုမရှိစေဖို့အတွက်ချိတ်ပိတ်တာတွေကိုဆန့်ခဲ့လို့စစ်ကောင်စီကထုတ်ပြန်နေ။ဖန်စီရမြေနိုင်ငံသားတွေကိုရွှေကုတ်ကိုနဲ့မြေလုံးထင်းဝင်ရှိအစအုံးမှာထိန်းသိမ်းထားရှိပြီးကိုရေးချက်လက်နဲ့မှတ်တမ်းနေစင်းကောက်ယူခြင်းလုပ်ငန်းတွေကိုဆန်ပေးလျက်ရှိလို့စစ်ကောင်စီကဆိုပါတယ်။ရွှေကုတ်ကိုမြို့မှာကြားဖြတ်နေကိုစစ်တပ်ကနှိမ်နင်းခဲ့ပေမဲ့အောက်ထည်လုံတမအများစုကတော့ဖန်စီရမိပြီးအရေးပေါ်အထိတ်တန်အကြီးပိုင်းကြားဖြတ်တတိယကောင်ဆောင်တွေကတော့ကြန့်ရှိနေတယ်လို့ရွှေကုတ်ကိုတတိယမြေပြပြကြရသေးရတယ်။ ဆက်လက်ပြီးရန်ကုန်ကနေကြောက်ပြူမှာတဆင်ရက်ခိုင်တို့လေကြောင်းနဲ့ပြန်သူတွေကိုဖမ်းဆီးထားကြမှုရှိနေသလိုတချို့မှာငွေကြေးလိမ်လည်မှုတွေရရှိနေရန်ကုန်ကနေကြောက်ပြူမှာတဆင်ရန်ကုန်ကိုလေကြောင်းနဲ့ပြန်သူတွေကိုကြောက်ပြူတို့ရောက်ရန်စစ်တပ်နဲ့ရဲကမြို့ပြင်ကိုထောက်ခံပေးတဲ့အပြင်မြို့ပြင်ကိုထုတ်ကိုထက်သူတွေကိုလည်းဖမ်းဆီးကသူတို့ထံကနေငွေကြေးလိမ်လည်းမှုရှိနေလို့တရင်ရရှိနေ။ထောင်နဲ့ချမှတ်ခံလိုက်ရပြီးတော့ပြန်လွတ်လာတဲ့ဒေသခံမြို့သမီးတို့ကရခိုင်ကိုပြန်မယ်ဆိုရင်ရန်ကုန်ကနေကြောက်ပြူကိုလေနဲ့လာကြတယ်။ကြောက်ပြူရောက်တော့သူတို့သွားလို့ရတဲ့နေရာကိုဒေသအနာပိုင်နဲ့အတောခွင့်မြောက်မြို့ပြင်ထောက်ခွင့်ပိတ်ထားတယ်။ ဒီတော့တချို့လည်းဖြစ်တယ်လို့ဇက်လီနဲ့ခိုးထွက်ကြတယ်ခိုးထွက်တော့နေပြည်တော်စီမှာဖန်စီခံကြရတယ်ဖန်စီပင်ရေစကန်ပို့ရထောင်ချရလို့ပြောပါတယ်တချို့မှာထောင်ချမှာဆိုရင်အာနာပိုင်တွေကိုလက်ငွေတွေပေးဆောင်တယ်တချို့မှာလက်ငွေမပေးနိုင်တဲ့အတွက်ထောင်ချသွားသူတွေလည်းရှိပါတယ်ထောင်ချခံရမှာကိုဆက်ရွံ့ပြီးရဲပောင်ဝင်တောင်းရှိသူတွေကိုငွေပေးပြီးမှထောင်ချခံတွေထဲမှာသူမတယောက်တည်းမဟုတ်ဘဲနောက်ထပ်အမျိုးသမီးတွေလည်းရှိနေတယ်လို့သိရှိရပါတယ်နောက်ဆက်အားပေးကြတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါတယ်ရှင်